ဒီအပီဈေးဆိုတာအင်မတန်မှလူစီကားတဲ့ဈေးတစ်ခုဖြစ်ပါလူမျိုးပေါင်းစုံလည်းရှိတယ်ရုပ်တရက်ငိုတန်နေကြတယ်ငိုတန်ကတော့ဝမ်းနေလို့ငိုတန်ပေါ့ဝမ်းသာဝမ်းနေပေါ့သူတို့အရန် လေးစားရတဲ့အရန်ကမှအယူတည်ပြုရတဲ့တမန်တော်ကြီးကိုတွေ့လို့ဝမ်းသာတာတကြောင်သူတို့တွေ့ရတဲ့တမန်တော်ကြီးဟာဆိုလို့ရှိရင်တမန်တော်ပုံစံနဲ့ရောက်မလာဘဲနဲ့အခုတော့အကျဉ်းသားလိုရောက်ရှိလာတဲ့အတွက်ကြောင့်လည်းဝမ်းနေတာတကြောင်ပေါ့ က်ခဲပါခင်ဗျာဘုရားသခင်မကုံဆုံးတဲ့ဂယုနာတော်ကြောင့်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်နိုဝင်ဘာလ၄ရက်နေ့အထိရောက်ရှိလာခဲ့ပါပြီကျွန်တော်တို့ရဲ့ Letter Spray ဆိုတဲ့ Morning Devotion စီစဉ်ကိုလည်းပဲနေ့စဉ်နဲ့6နာရီတိုင်းမှာစင်ဆက်မပြတ်တင်ဆက်ပေးနေလည်းရှိပါတယ်ကျွန်တော်တို့တွေကိုအခုလိုနက်နက်တိုင်းမှာလာရောက်ပြီးတော့တင်ဆက်ခွင့်ပေးတဲ့ဘုရားသခင်နာမတော်နဲ့နန်းနဲ့တိုင်းကိုကြိုးဆွခွင့်ရရှိတဲ့ဘုရားသခင်ဂုံကျေးဇူးတော်ကိုအမြဲတမ်းချီးမွမ်းလျက်ရှိပါတယ်။ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်မှာလည်းပဲမိမိရဲ့ဆုတောင်းချက်တွေထက်ဝင်ခြင်းအဖြစ်လဲကျွန်တော်တို့ထံရဲ့ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေရရှိပြီးတော့ကျမ်းမာခြင်းရရှိဖို့ရန်အတွက်လည်းကျွန်တော်တို့ဆက်ပြီးတော့အာဆက်ကပ်လျက်ရှိပါတယ်ဒီနေ့နိုဝင်ဘာလ၄ရက်နေ့အတွက်ခေါင်းစဉ်ကတော့ယောမာမျိုးနိုင်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အခြေခံထားတဲ့ကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့တမန်တော်ဝတ္ထုအခန်းကြီး28အပိုင်းငယ်15ယောမာမျိုးသားညီကိုတို့ဒီငါတို့လာကြောင်းကိုကြားသိလျင်ခရီးဥဂျိုပြုအပ်သောငါအချို့တို့ဒီ LP ဈေးတိုင်အောင်၎င်းအချို့တို့သည်၃ဈေးတိုင်အောင်၎င်းလာကြ၏ပေါ်လူသည်သူတို့ကိုမြင်လျင်ဖျားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍စိတ်သက်သာခြင်းသို့ရောက်လေ၏ကျွန်တော်တို့လည်းဒီနေ့လည်းပဲရှင်ပေါ်လူရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ခွန်အားပြန်လည်ရယူဖို့အတွက်ဖြစ်ပါတယ်ရှင်ပေါ်လူဟာပင်လေရေချောင်းခီးကို ကိုယ်ကာယအချို့ရင်းစွာနဲ့ခဲရခဲဆက် လျှောက်လာခဲ့ပြီးတဲ့နောက်မှာအခုဆိုလို့ရှိရင်တော့ယောမားကို ရောက်ရှိလာပြီလို့ကျွန်တော်ပြောလို့ရပါတယ်။ရှင်ပေါ်လူစာကိုရရှိတဲ့အချိန်ကနေစပြီးတော့ဒီအီတလီပြည်သားသူတို့တွေဟာဆိုရင် ရှင်ပေါ်လူကိုမျှော်လင့်နေကြတယ်။အထက်ပြာယောမားမြို့မှာရှိတဲ့ခရီးအညီကိုမောင်တော်မတွေအားလုံးကရှင်ပေါ်လူရောက်လာမယ်ဆိုတာကိုသူတို့စာအားဖြင့်ကြားသိပြီးတဲ့အချိန်ကစလို့သူတို့မျှော်လင့်နေတာလပေါင်းနှစ်နှစ်ချီပြီးဖြစ်ခဲ့ပါ အကျဉ်းသားတဦးလိုရောက်လာမယ်လို့တော့သူတို့မထင်ခဲ့ကြဘူးပေါ့ရှင်ဘောလိုကလာမယ်လို့ပြောခဲ့တာဒါပေမဲ့အခုတော့သူတို့တွေ့မြင်ရတဲ့သူတို့ရဲ့အယံယူတည်လေးစားတဲ့တမန်တော်ကြီးဟာဆိုလို့ရှိရင်ရာဇဝတ်သားတစ်ယောက်လိုပဲတန်ကျိုးနဲ့ခြေချင်းခတ်ပြီးတော့ရောက်ရှိလာတဲ့အခါမှာသူတို့တော်တော်လေးကိုစိတ်ထိခိုက်သွားကြမှာအမှန်ပါပဲဒါပေမဲ့ယောမမျိုးကို ဝင်လာတဲ့အခါမှာဆိုရင်ပေါ်လူနဲ့အခြားအကျဉ်းသားတွေအရဆိုရင်ဒီ app ဈေးကိုသူတို့ရောက်ရှိသွားတဲ့အခါမှာအတင်းသူတင်သားရောင်းမမှာရှိရလူတွေအားလုံးပါဆိုလို့ရှင်သူတို့ကိုအပြေးအလွှားလာပြီးတော့တွေးရှိသွားကြဒီ app ဈေးဆိုတာအင်မတန်မှလူစီကားတဲ့ဈေးတစ်ခုဖြစ်ပါတယ်လူမျိုးပေါင်းစုံလည်းရှိရရုပ်တရက်ငိုတန်နေကြတယ်ငိုတန်ကတော့1နေလုံးငိုတန်ပေါ့ဘူး1တာ1နေပေါ့သူတို့အရန်လေးစားတဲ့ အရန်ကမအယူသေးပြူရတဲ့တမန်တော်ကြီးကိုတွေ့လို့ဝမ်းသာတာတကြောင်သူတို့တွေ့ရတဲ့တမန်တော်ကြီးဟာဆိုလို့ရှိရင်တမန်တော် ပုံစံနဲ့ရောက်မလာပဲနဲ့အခုတော့အကျဉ်းသားလိုရောက်ရှိလာတဲ့အတွက်ကြောင့်လည်းဝမ်းနေတာတကြောင်ဒါပေမဲ့ဘုရားသခင်ဟာရှင်ပေါလုနဲ့တူရှိနေတဲ့အတွက်ကြောင့်ရှင်ပေါလုကဆိုဝမ်းနေခြင်းမရှိပါဘူးသူတို့မြင်တဲ့အခါမှာပို့ပြီးတော့ဝမ်းမြောက်ဗီတီဖြစ်ရသူ့လာတွေ့တဲ့လူအများစုကတော့သူ့ကြောင့်ပြောင်းလဲလာတဲ့လူတွေအများကြီးဖြစ်ကြပါ ညနေချင်းဆိုင်တစ်ခါမှမတွေ့ဘူးပဲမဲ့သူပေးပို့လိုက်တဲ့စာပေတွေကြောင့်ပြောင်းလဲလာတဲ့လူတွေရှင်ပေါ်လူကိုတွေ့ဖို့စိတ်အားထက်သန်တဲ့လူတွေဖြစ်တဲ့အခါမှာသူပို့ပြီးပီတိဖြစ်ရတယ်မကြခင်မှာပဲရှင်ပေါ်လူဟာဆိုလို့ရှိရင်ဒီအုပ်ချုပ်တဲ့သူတွေစီရောက်ရှိသွားပြီးတော့မှအမှုကိုစစ်ဆေးခွင့်ရရှိတယ်ပင်လေခကြီးမှာသူကြုံတွေ့ခဲ့ရတဲ့အရာတွေ ဆင်ခြင်ကြည့်တဲ့အခါမှာသူရှင်ပေါလုကပင်လယ်မှာရှောက်လာခဲ့စမှာတက်မှုနဲ့ဒီစစ်သူရဲတွေကိုရဲ့အသက်တွေကိုသူကယ်ခဲ့တဲ့အတွက်ကြောင့်ရှင်ပေါလုဟာနာမည်ကောင်းတစ်ခုနဲ့ရနေတဲ့ပုဂ္ဂိုလ်ပေါ့ဒါကြောင့်မလို့သူ့ကိုအခြားရာဇဝတ်သားတွေလိုမဆက်ဆံတော့ဘဲနဲ့လွတ်လွတ်လပ်လပ်သူသွားခြင်းတဲ့နေရာသွားခွင့်ပေးတယ်ဒါမဲ့သူ့ကိုတော့လက်ထဲမှာတန်ကျိုးခတ်လျက်နေပေါ့ခြေချင်းတော့မခတ်ထားဘဲနဲ့လက်ထဲမှာတန်ကျိုးနဲ့သူ့ကို ဒီစစ်သူရဲ့တယောက်နဲ့ပူတွဲပြီးတော့လွတ်လိုက်တာကျွန်တော်တွေ့ရတယ်။အကောင်းတွေကအဆိုးအဆိုးတွေကအကောင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်။နေအကျဉ်ချုပ်နေပဲသူနေရတယ်။စာလွတ်လွတ်လပ်လပ်ရွေရေးခွင့်ရတယ်။ဒါပေမဲ့ရှင်ပေါ်လူကိုစစ်သားတယောက်နဲ့အမြဲတမ်းတွန်တွဲရတဲ့အခါမှာကျတော့သူအနေနဲ့တော့အကျဉ်ချက်ဖြစ်တာ။ဒါပေမဲ့ဒါကိစ္စမရှိပါဘူး။ဒီအခြေအနေမျိုးမှာရှင်ပေါ်လူဟာဆိုရင် စာအများကြီးရေးနိုင်ခဲ့တယ်။သူ့အနာမှာအမြဲတမ်းရှိတဲ့ ရှင်လူကလည်းကူညီပေးလေပေါ့ထောင်ချခံပြီးလွတ်လပ်လပ်မသွားနိုင်တဲ့အခါမှာလွန်ခဲ့တဲ့နှစ်တည်တုန်းကသူလှည့်ပတ်ခဲ့တဲ့နေရာတွေပုံမူပြီးတော့ထိရောက်မှုရှိပြန်တာတွေ့ရတယ်။သူသွားခြင်းတဲ့နိုင်ငံတွေတော့မသွားရတော့ဘူး။ဒါမဲ့သူပို့ခြင်းတဲ့ဘယ်နိုင်ငံကစာကိုမဆိုသူပို့လို့ရနိုင်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်တို့ရဲ့အမှုတော်လုပ်ငန်းမှာဖိယသခင်ရဲ့ပို့ဆောင်မှုဟာအံ့ဩစရာကြီးပဲ။ဒီခါလေးလဲထိတ်လန့်စရာကြီးပဲ။ ရှင်ပေါလုကိုသူ့ရဲ့သာသနာခရီးအထွတ်အထိပ်ရောက်ဖို့ရန်အတွက်အကျဉ်းသားတယောက်ပုံစံနဲ့ဘုရားသခင်ကပို့ဆောင်ပြီးနောက်ဆုံးအကျဉ်းသားဘဝနဲ့ပဲသူ့ဘဝနေကုန်းချုပ်သွားတာကျွန်တော်တွေ့ရတယ်။ဘာပဲဖြစ်သာသနာအတွက်ပေးဆက်ခဲ့ကြတဲ့ကရိုရှင်ရဲ့သားသမီးတွေကိုတူယူပြီးတော့ကျွန်တော်တို့ဒီနေ့အသက်တာမှာဘုရားသခင်ရဲ့အမှုတော်အတွက်ကျွန်တော်တို့ရဲ့ပါဝင်မှုအုတ်တိချက်တဲ့ပွင့်လေးကိုတန်ဖိုးထားကြပွဲအတွက်ကျွန်တော်နေထပ်လောင်းပြီးတော့အားပေးပါရစေ။ယေရှုတင်ပါတယ်။ အခုကျွန်တော်တို့ဆက်လက်ပြီးတော့ဆူတောင်းဖို့အချိန်ခါဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဆူတောင်းပေးရမယ့်ပုဂ္ဂိုလ်တွေကတော့ဥပန်ထန်းငါရဲ့ဒေါ်ရင်တွင်မူဒေါ်နုနုဝင်းပြီးတော့ဒေါ်တင်နုတို့အတွက်ဖြစ်ပါတယ်ခဏလေးဥညွတ်ပြီးတော့ဆူတောင်းကြစို့ကောင်းမြတ်ဆုံးလေးတော်မူသောအဖာကိုရောကြည်သူတင်နေဒီသားရဲ့နနေခင်းရှင်လန်းစွာနှုတ်ထောက်ခွင့်ပေးုံသာမကပဲနဲ့ကိုရိုရှင်ရဲ့နှုတ်ကပတ်တည်င်းစကားတွေကိုကြားလာခွင့်ရတဲ့အတွက်ကြောင့်ကြည်သူတင်နေအိုးဖာဗျာရှင်ပေါ်လူ တည်င်းစကားတွေကိုဟောကြားရင်းနဲ့အကျဉ်းချခံရတယ်။သူအကျဉ်းချခံရင်းနဲ့တည်င်းစကားပုံမှုပြီးတော့ပြန်နှံ့ခဲ့တယ်။သူခံရတဲ့ဒုက္ခတွေဟာကိုရိုရှင်ရဲ့တည်င်းစကားပြန်နှံ့မှုအတွက်ဖြစ်လာခဲ့ပါတယ်။ဒါမျိုးဒီနေ့အသက်တာမှာကိုရိုရှင်ရဲ့အမှုတော်အတွက်ပါဝင်တဲ့နေရာမှာအခက်ခဲတဲ့ရင်ဆိုင်တဲ့အခါမှာသာသနာပို့ပြီးတော့ထီရောက်မှုရှိတယ်။ဘောဖာဗျာ ဘေချင်းတိုင်းပင်ဖြစ်စေကိုရိုရှင်းသတင်းစကားကြောင့်ကိုရိုရှင်းနာမတော်ကြောင့်အဆက်ကွဲခံခြင်းအမင်္ဂလာရှိတယ်ဆိုတဲ့စိတ်တက်ကိုခံယူတတ်ပွင့်ရဆွတ်လက်တွင်တင်ပေးသနာတော်မှာကျေးဇူးတင်ပါ၏ပါဗျာဆလရွေနာမကျမ်းဖြစ်တော်သူတို့အတွက်ဆုတောင်းပါတယ်ကိုရိုရှင်းသားဥပန်ထန်းကားတော်၎င်းကိုရရဲ့သမီးမယင်ွေမူဖြစ်စေဒေါ်နုနုဝင်းနဲ့ဒေါ်တင်နုတို့လည်းကိုရိုရှင်းကောင်းပြီးပေးသနာတော်မှာအယောက်တီတီတိုင်းမှာတူးနဲ့တူးမတူညီနဲ့ယောဂဝိညာဉ်လေးရှိကြပါတယ် ။ဟောပါအချို့သောသူတွေပြင်းထန်ပေမဲ့အချို့သောသူတွေမှလည်းပဲမပြင်းထန်လာပါဘူး။သို့တော်လည်းပဲယောဂတည်တည်ကနေပျောက်ကင်းလို့တဲ့ဆန္ဒတွေအရောက်တိုင်းမှရှိကြပါဘူး။လက်ယုံတော်ဆက်တန်းလေးအရောက်တည်တည်တိုင်းခံစားတဲ့ယောဂဝင်နဲ့နှင်းမြတာတက်တာပျောက်ကင်းပြီးကိုရရှင်ဘုံတော်ထင်ရှားစေဖို့ဖြစ်စေပါလက်တော်ရဲ့စက္ကန့်နှမကြီး။ဟောပါဗျာဒီတဲ့နာမကယေအစီအစဉ်ကိုကြည့်ရှု၍တော်လကောင်း ဒီစီစဉ်အားဖြင့်ထက်ဆင်ပါဝင်တော်ကိုတာသမီအရာအတိုင်းပေါ်မှာလည်းပဲညီတက်ချင်းစုကျေစုကောင်းကြီးမင်္ဂလာအဖျားဖျားတို့ကိုတလုံးချပေးပါမည်ကြောင်းယေရှုခရစ်တော်ဖျားဤနာမတော်မြည်ပြုရေယူဒီမှာဆုတောင်းပါလိမ့်ပါဗျာအာမင်